်မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြားတန်တော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇူးတော်အဖြစ်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဗျာဒိတ်ချမ်းအခန်းကြီး16အပိုက်ငယ်16ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တတ္တမကောင်းကင်တမန်သည်မိမိဖလားကို အာကာသကောင်းငင်ပေါ်သို့တွန်းလောင်းလျင် ြီးပြီဟုကြီးသောအတန်သည် ကောင်းကင်ပိမှန်တော်၌ရှိသော ပလင်တော်ထဲကထွက်၏ဒီမှာကောင်းကင်တမန်ခုနှစ်ပါးကဖလားခုနှစ်လုံးကိုကင်ပြီးတော့မှတွန်းလောင်းတဲ့အကြောင်းကိုတစ်ခုပြီးတစ်ခုဖော်ပြတာတွေ့ရပါတယ်တတ္တမကောင်းကင်တမန်ကသူ့ရဲ့ဖလားကိုအာဂါတကောင်းကင်ပေါ်တွန်းလောင်းပြီးတဲ့အခါမှာပြီးပြီဆိုတဲ့အတန်ထွက်လာတယ်တဲ့ကျွန်တော်ဒီနေရာမှာ စိတ်ဝင်စားတာက ြီးပြီဆိုတဲ့စကလုံးဖြစ်ပါတယ်ကျွန်တော်တို့ရုပ်ရှင်တွေတွားကြည့်တဲ့အခါမှာပြီးပါပြီဆိုတဲ့စာတန်းကို တွေ့ရင်စက်ကြည့်စရာ မလိုတော့ဘူးထပြန်ယုံပဲရှိတယ်ဆိုတာတွေ့ရတယ်ဇလန်းအားလုံးပြီးဆုံးသွားပြီပြိဖုံကာချပြီဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နောက်ထပ်ဇလန်းလည်းမရှိတော့ဘူးနောက်ထပ်လည်းကြည့်စရာလည်းမလိုတော့ဘူးပြီးပြီဆိုတဲ့အရာကပြီးပြည့်ဆုံးသွားပြီဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် ဒီပြီးပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့အရာကိုစဉ်းစားတဲ့အခါမှာကျွန်တော်ဘု து ကိုသွားသတိရပြန်လဲဆိုတော့သခင်ယေရှုခရစ်တော်လဝါကတိုင်ပေါ်မှာပြီးပြီဆိုပြီးတော့မှပြောခဲ့တဲ့အရာကိုသတိရမိပါတယ်။အဲ့တော့သခင်ယေရှုကတော့ကားတိုင်ပေါ်မှာအမှုပြီးပြီလို့ပြောပါတယ်။ဆိုတော့သူပြီးသွားတဲ့ပြီးဆုံးခြင်းနဲ့အခုပြီးပြီဆိုတဲ့ဟာနဲ့ကလည်းမတူဘူးဆိုတာတွေ့ရတယ်။ဘာပဲဖြစ်ဖြစ်တခန်းရက်ကိစ္စပြီးသွားပြီ ဂန္ဓာတစ်ခုပြီးသွားပြီဆိုတဲ့အတိပဲဆိုလိုတာကိုတွေ့ရပါလိမ့်မယ်။သခင်ရှုခရစ်တော်ရဲ့ပြီးပြီဆိုတာကတော့လူသားတွေရဲ့အပြစ်ကြွေးတွေကို ပေးဆက်ပြီးပြီးလူတွေကနောက်တစ်ခါကိုပြုတဲ့အပြစ်တွေအတွက်ဆက်เสียမလိုတော့ဘူးသူကိုယုံရင်တော့အပြစ်ကလွတ်ပြီဆိုတဲ့အတိပဲဖြစ်ပါတယ်။အခုပြီးပြီဆိုတာကြတော့ကောင်းကင်တမန်တွေကဘုရားသခင်ရဲ့အမျက်တော်ခွပ်ပလားကိုတွန်းလောင်းပြီးလို့မြေကြီးပေါ်မှာဖြစ်ရမယ် ဒုက္ခတွေအားလုံးပြီးဆုံးပြီဆိုတဲ့အတိပဲဖြစ်ပါတယ်နောက်ထပ်ဒုက္ခလည်းမရှိတော့ဘူးရှိစရာလည်းမလိုတော့ဘူးနောက်ဆုံးတွေ့ရတဲ့ဒုက္ခကတော့ဘယ်တုန်းကမှမဖြစ်ဘူးတဲ့ဒုက္ခမျိုးပြင်းထန်တဲ့အရာ ဖြစ်တယ်လို့တွေ့ရပါလိမ့်မယ်တလောက်ပြင်းထန်လွန်းတဲ့အတွက်ကြောင့်လူတွေကဖျားကိုတော့ချိန်ဆကြမယ်လို့ပြောပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကြည့်တဲ့အခါမှာဒီပြင်းထန်လွန်းတဲ့နောက်ဆုံးပေးတဲ့ကာလကို ဖြတ်ကျော်ရမယ့်သူတွေအတွက်ကတော့အမတန်ရင်လေးစရာကောင်းပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့သခင်ယေရှုခရစ်တော်ရဲ့ပြီးပြီနဲ့အခုဘေးဒဏ်ခံရမယ့်ပြီးပြီကတော့ကွဲပြားချနာပါတယ်အမျက်တော်ခွက်ပလားခုနှလုံး ပြည့်လို့ပြီးပြီဆိုရင်တော့လူသားတွေလည်းရစရာမရှိအောင်ဖြစ်မှာအသေးချာပဲဖြစ်ပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်ရဲ့အမှုပြီးပြီဆိုတဲ့အရာပေါ်မှာပဲကျွန်တော်တို့ဘဝကို အနှံ့ရအောင် ဘေးဒုက္ခအန္တရာယ်တွေကြာရောက်မဲ့အချိန်ရဲ့နောက်ဆုံးပြီးပြီကိုတော့ကျွန်တော်တို့ရှောင်းလွဲနိုင်ဖို့ရန်အတွက်ပြင်ဆင်ကြရအောင်လို့သတိပေးပြောပြချင်ပါတယ်ဒါကြောင့်မလို့ပြီးတာတော့ပြီးသွားတယ်သို့တော့ဘာမှအဖတ်မတင်အရေးမရအဖတ်မရစုပ်ပြတ်တက်ပြီးတော့မှတစစီ ဖြစ်သွားတဲ့ပြီးခြင်းမျိုးမဟုတ်ဘဲနဲ့ပြီးပြီဆိုတာကတော့အလုံး ကိစ္စဝိစ္စပြီးလို့ပြီးပြည့်ဆုံးသွားတယ်ဆိုတဲ့အရာပဲဖြစ်ဖို့လိုပါတယ်ဒီလိုဆိုရင်တော့သခင်ယေရှုခရစ်တော်အားဖြင့်သာဖြစ်နိုင်ပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရောကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုကရုရှင်စကားပြောတဲ့အတွက်ယေရှုတင်တယ်အမှုပြီးပြီဆိုတဲ့သခင်ယေရှုခရစ်တော်ပေးဆက်ခဲ့ခြင်းနဲ့အပြစ်ကြွေးပေးဆက်ခြင်းအပေါ်မှာပဲကျွန်တော်တို့ဝန်ခံနိုင်ဖို့မာစာပါ ဘေးဒုက္ခဆင်းရဲအန္တရာယ်တွေအတွက်ပြင်ဆင်တဲ့သူမဖြစ်ဖို့မဆာပါယေရှုတင်တဲ့ဒီနှုတ်ကပတ်တော်ကြားတဲ့သူအရောက်တိုင်းအသက်တာမှာနောင်ဖြစ်လာမဲ့ဘေးဒုက္ခအန္တရာယ်အမျက်တော်ခွတ်ဖလားသုံးလောင်းရာကာလကိုမဝင်စားစေပဲယေရှုခရစ်တော်အားဖြင့်ပရတိသူ့ဘုံမှာကိုရောနဲ့အတူရှိဖို့မဆာပါယေရှုတင်တဲ့ဒီနေ့တာလုံးကိုလက်ဝဲအနန္တနဲ့ခါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုအရောက်တိုင်းပေါ်မှာ ကိုရောရှင်အကွယ်ကာမစာခြင်းနဲ့အတူကိုရောပြုခဲ့သော အမှုပြီးပြီဆိုတဲ့အရာပေါ်မှာလုံးဝငြိမ်းချမ်းခြင်းငြိမ်သက်ခြင်းခံစားစေဖို့ယေရှုနာမ၌ဆက်ကပ်၍တနေတာကိုအစာပြုပါ၏အာမင်